အဲ့တော့ဒီရုပ်တံပိုင်းကိုတော့လူလူအလုံးကတွေ့မြင်ကြပြီးကြည့်ရှုကြပြီးဖြစ်မှာပါဒေါသထွက်ရပြီးလည်းဖြစ်မှာပါလိုင်းတရာဘက်မှာပစ္စည်းခိုးမိတဲ့တာမီနှစ်ယောက်ကိုဆန်ရှင်ရမိသွားတဲ့အခါမှာမိခင်ရောဒီကလေးငယ်လေးကိုပါ လူမြင်ကွင်းဓာတ်တိုင်မှာကျိုးတုပ်ပြီးတော့ဆန်ရှင်ကိုယ်တိုင်ကစပင်မွေးကိုဆွဲရိုက်နှက်ကန်ကြောက်ကလေးကလည်းငိုးအဲဒီမြင်ကွင်းမှာယဉ်ထုမနာတကယ်ယဉ်နာရတဲ့မြင်ကွင်းဖြစ်ပါတယ်အဲ့တော့ ခိုးတာကပြည့်ရှိလားဆိုတော့သူတို့ဘာပစ္စည်းဥစ္စာခိုးယူတာပြည့်ရှိတာပေါ့ဒါပေမဲ့ပစ္စည်းကိုခိုးယူမိတိုင်းဒီအာကြီးမားတဲ့ဆိုင်ရှင်တွေအာကြီးမားတဲ့ဆိုတာပစ္စည်းရှိလူရန်းစားတွေပေါ့ဗျာအာကြီးမားတဲ့သူတွေကကိုယ်တိုင်တရားစီရင်လို့တော့မရပါဘူးဒါကဘာလို့ပြဿနာနေလဲဆိုရင်တရားမျှတမှုတွေဥပဒေတွေကအသက်မဲ့နေတဲ့အချိန်မှာအာကြီးမားတဲ့သူတွေကကိုယ်တိုင်တရားစီရင်နေကြပြီဆိုတော့ညင်ဝင်းကိုပြက်ပြက်သားသား ဖော်ပြနေကြတာပါအဲ့တော့မာလာတို့စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဒီလိုမျိုးဖြစ်စဉ်တွေအားကြီးမားတဲ့သူတွေက အားနည်းတဲ့သူတွေကိုတရားစီရင်နေကြတဲ့ဖြစ်စဉ်ပေါင်းများစွာကိုကျွန်တော်တို့တွေ့မြင်ကြပြီးဖြစ်ပါတယ်ဒီနေရာမှာဘာတွေပေါ်လာမလဲဆိုရင်ခုနကပဲကျွန်တော် Facebook တုံးနေရင်းနဲ့တွေ့လိုက်တယ်ကက်တင်ရှင်တွေပေါ်လာပါလိမ့်မယ်နံပါတ်1ကျွန်တော်တို့လှိုင်းသားရဆိုတော့လှိုင်းသားဘက်မှာနာမည်ကြီးတဲ့လှိုင်းသားရကိုကြီးလားလှိုင်းသားရညီလေးလား စွမ်းအားရှင်ပေါ့နော်အရင်တော့ကတော့ចောင်းသားတပိတ်တွေမှာစွမ်းအားရှင်ဒီရဲတွေရဲ့လက်ပါစီလက်ပတ်နီပတ်ပြီးတော့ចောင်းသားចောင်းသူတွေကိုနမထုတ်နဲ့ရိုက်လက်ဘင်းကိုညှင့်ဆွဲလာရန်လာလုတ်တဲ့စွမ်းအားရှင်တဖြစ်လဲအခုချိန်မှာတော့ပရာဟိတမင်းသားကြီးလိုလိုမင်းသားလေးလိုလိုလုတ်နေတဲ့လှိုင်းသားရာကိုကြီးတို့နောက်တစ်ခါပရာဟိတမိခင်ကြီးအဲမတ်ခိုင်နှင်းဝေမတ်ခိုင်နှင်းဝေတို့ ေါ်လာပါလိမ့်မယ်တာဝန်ယူပါလိမ့်မယ်ဒါတွေကိုကူညီပါလိမ့်မယ်အပြည့်အလွှားနဲ့ရောက်သွားကြပါလိမ့်မယ်အော်ဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားသုံးသပ်ကြည့်အောင်ပါရှစ်တန်းကိုတန်းလောက်မှာဒီစာတင်ပေးတဲ့ဘုန်းကြီးတစ်ပါးကျွန်တော်တို့အမြဲတမ်းနေ့စဉ်ဒီပါပြောခဲ့တဲ့အခြေအတခုရှိပါတယ်ခဲလုံးတော့ကိုမလိုက်နဲ့ခဲဘသူပြစ်လဲဆိုတာကိုရအောင်ရှားဆိုတဲ့အခြေအပါဖျားဟောခဲ့တဲ့တရားလိုပါပဲအကြောင်းကြောင့်အကျိုးဖြစ်တယ် အဲ့တော့အကြောင်းရင်းကိုရှာမသက်ဖက်နဲ့အကျိုးတရားတွေပေါ်မှာလိုက်ပြီးတော့ဖြည့်ရှင်းနေတဲ့ဖြည့်ရက်တွေကိုကျွန်တော်တို့မကြခင်မှာတွေ့မြင်ရမှာပါသူတစ်ပါးကိုကူညီတာတိတ်ကောင်းတာပေါ့သူတစ်ပါးကိုကဲတင်တာတိတ်မှန်တာပေါ့ဒါပေမဲ့ဒီအချိန်ဒီမှာခုနကျွန်တော်တို့ဖျားဟောတဲ့တတနာဖျားဟောတဲ့တရားလိုမျိုးပဲအကြောင်းရင်းကို မရှာဘဲနဲ့ဂဲလုံးနောက်ကိုလိုက်နေတဲ့ဂဲလုံးနောက်ကိုလိုက်ပြီးတော့ဒေါသထွက်နေတဲ့ခွေးတွေလိုပြုတ်မှုနေမယ်ဆိုရင်တော့ဒါတွေကအဆုံးသက်သွားမှာမဟုတ်ပါဘူးနည်းနည်းလေးပြန်ပြီးတော့ ်စဉ်းစားကြည့်ကြပါမယ်မာလာအာနာသိမ့်မှုနောက်ပိုင်းမှာဒီလိုမျိုးအကျိုးတရားတွေအများကြီးပေါ်ပေါက်လာပါတယ်ငငယ်ရွယ်လေးနဲ့ဗိုက်ကြီးပြီးတော့ကလေးတို့လိုတွဲလောင်းနေလမ်းဘေးမှာတောင်းစားရနေ။အော်ကေနေရှင်တွေအပြည့်ရောက်လာကြ။အော်နောက်တစ်ခါဘယ်လိုမျိုးဟိုအိမ်လေးနဲ့နေရတယ်ဘယ်လိုမျိုးလုပ်ကင်စားတော့ရတာလုံးဝအဆင်မပြေဘူး။စူးစားပေမဲ့လုံးဝအဆင်မပြေတော့တဲ့အခါငတ်ပြက်နေတော့တဲ့အခါမှာခုနကေနေရှင်တွေအပြည့်လွှားရောက်လာကြလိမ့်မယ်။ဘာနဲ့တူလဲဆိုရင်ခုနပြောတဲ့ ခဲလုံးနောက်ကိုလိုက်နေတဲ့ခွေးတွေခွေးလူမျိုးဖြစ်စင်တယ်တူတယ်အဲ့တော့ခဲပြစ်တဲ့သူအเจ้าအရင်စနစ်ရဲ့ချိုးရင်းမှုဆိုတဲ့ဟာကို မမြင်တော့ဘဲနဲ့ခဲလုံးနောက်ကိုလိုက်ပြီးတော့ဘလောက်ထိကဲတင်နိုင်ပါလဲကျွန်တော်ကစကားခံခဲ့ပါတယ်ကဲတင်နေဆိုတာကောင်းတာပေါ့သူတပားကိုကူညီတယ်ဖိမှတယ်ဆိုတာကောင်းတာပေါ့ဒါပေမဲ့ဒီအခြေအနေမှာလိုက်ပြီးတော့ခဲလုံးခဲလုံးခဲလုံးနေနောက်ကိုလိုက်နေုံနဲ့ကျွန်တော်တို့ကဒီဟာတွေကိုအဆုံးသတ်နိုင်မှာမဟုတ်ပါဘူးအဲ့တော့ခဲပြစ်လိုက်တဲ့သူ အကြောင်းအရင်းကဘယ်သူလဲကျွန်တော်တို့ပြန်ပြီးတော့ရှာဖွေရပါမယ်ဒီကနေ့မှာတော်လန်ရေးဆိုတာအဲ့ဒါကြောင့်ဖြစ်လာတာပါခဲပစ်လိုက်တဲ့သူတွေအဓိကအဖြစ်ဆိုလို့ရှိရင်စစ်အာဏာရှင်တွေမတရားအုပ်စိုးသူတွေတရားမျှတမှုတွေဥပဒေတွေဆိုတာကိုသူတို့ဗဇက်ထဲမှာ သူတို့လက်ဝဲမှာတိမ့်ပိုက်ထိမ့်ချုပ်ပြီးတော့အာကြီးမသူနိုင်စဒန်းဆိုတဲ့တော်ရင်ဥပဒေကျင့်သုံးနေကြတဲ့ဒီစနစ်ကြောင့် စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဒီလိုမျိုးဒီလိုမျိုးအကျိုးတရားတွေဖြစ်ရတယ်ဆိုတော့ကျွန်တော်တို့ကမြင်နိုင်မှဒီဖြစ်နေတဲ့အရာတွေကို ကာပါပေးမိမှာပါဒါတွေဆက်ပြီးတော့မဖြစ်အောင်ထိမ့်သိမ်းကာကွယ်စောင့်ရှောက်ရာရောက်မှာပါအဲ့တော့ဒေါ်လာရင်းဆိုတာအဲ့ဒီကစတာပါပဲကျွန်တော်တို့တွေကအခုလိုမျိုးတစာ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 းဖြစ်နေကြတဲ့အကျိုးတရားတွေကိုလိုက်လုံနေုံနဲ့ဒီကိစ္စကြီးကပြီးသွားမှာမဟုတ်ပါဒီတစ်ခုပြီးရင်နောက်တစ်ခုထပ်ပေါ်လာမှာပါ ဒီတစ်ခုပြီးရင်နောက်ထပ်ပိုဆိုးတဲ့ရင်နာတရာပိုကောင်းတဲ့ဖြစ်စဉ်တွေထပ်ပြီးတော့ပေါ်လာမှာပါအဲ့တော့ခဲပြစ်လိုက်တဲ့သူတွေကိုကျွန်တော်တို့ကတည်တည်ချာချာမြင်အောင် ကြည့်ရပါမယ်အဲ့တော့ကေတင်ရှင်လူစွမ်းကောင်းကြီးတွေရဲ့နောက်မှာပဲตายပြီးတော့ယော့ကိုကြီးလိုင်းตายကိုကြီးဒီကလေးတွေကိုကူညီပေးနေတာကိုကြီးတို့ကျေးဇူးတင်လိုက်တာယော့ကျွန်တော်မှရှိတယ်ငါးတော့အဲ့လိုပေးလိုက်ုံနဲ့ဒီဖြစ်စဉ်တွေကပြည်လည်သွားမဲ့ဖြစ်စဉ်တွေမဟုတ်ပါဘူး ဲ့ကျွန်တော်ခုနပြောခဲ့တယ်လိုင်းသားယာကိုကြီးဆိုတာလေတပိုင်းကျောင်းနေပါ2014 15ပညာရေးတပိတ်မှာကျောင်းသားကျောင်းသူတွေကိုဒီရဲခွေးတွေရဲ့နောက်လိုက်အနေနဲ့လက်ပါစီအနေနဲ့နဘတ်တုံးနဲ့ရိုက်နှက်ပြီးတော့ဖမ်းဆီးခဲ့တဲ့လက်ပတ်ညီတွေကအကောင်ဖြစ်ပါတယ်အခုတော့ပရိဟိတာမင်းသားကြီးလို့လို့မင်းသမီးကြီးလို့လို့ဖြစ်နေတာပါအဲ့တော့ဒီနေ့မှာဒီရုပ်သံဖိုင်လေးကိုတွေ့ရတဲ့အခါမှာကျွန်တော်တို့ပြောစရာရှိလာတာဖြစ်ပါတယ်ပြည်သူလူထုကလည်းဒါကိုမြင်တွေ့မှာပါဒါပေမဲ့ ခဲလုံးနောက်ကိုပဲလိုက်ပြီးတော့ဒေါသထွက်နေတဲ့လူအုပ်ကြီးကလည်းတက်တက်ရှိပါတယ်အဲ့တော့ဒီလူအုပ်ကြီးကိုလည်းတတိထားမိစေချင်ပါတယ်အားလုံးကအိမ်တိုင်းအိမ်တိုင်းမှာတော့တက်တက်ပဲပဲနဲ့စားတရားသားမရှိရင်နေမယ်စွန်းတော့တင်မယ်ရေချမ်းကပ်မယ်ပန်းလေးတွေလှူမယ်နေ့စဉ်ဖင်မှုတောင်းထောင်ပြီးတော့ဥကုံချနေတဲ့ဖျားကံဖျားစဉ်တော့အိမ်ကြီးအိမ်ငယ်မှာရှိကြတယ်ဒါပေမဲ့ဗုဒ္ဓဟောခဲ့တဲ့တကယ်စစ်စစ်မှန်မှန် တရားဓမ္မဖြစ်တဲ့အကြောင်းကိုရှာတတ်ကြပါဆိုတဲ့အကြောင်းရင်းကိုရှာဖွေရမယ်တရားတွေကိုကျွန်တော်တို့မေ့လျော့နေတယ်လို့ယူဆရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အကြောင်းကိုရှာပြီးတော့တက်ရပါမယ်။ဒီကာလမှာမြန်မာနိုင်ငံအတွက်အကြောင်းအရင်းဖြစ်နေတာကစစ်အာဏာရှင်စနစ်ဆိုးဖြစ်ပါတယ်။ကျွန်တော်တို့ကမအားလာကိုအမြင်ကက်လို့ဒီကောင်ကရော့ပါရဲ့နားထောင်နေရတဲ့သူတွေကရော့ပါရဲ့ဒီကောင်စောက်ပုအာဏာသိမ်းခဲ့လို့ဒီကောင်ပြည်သူကိုတတ်ထားလို့ဒီကောင်ကိုပြန်တက်ရမယ်။ဒီကောင်ကိုအမြင်ကက်လို့ ါတို့တော်လှန်ရေးလုပ်နေတာမဟုတ်ပါဘူးကျွန်တော်တို့တော်လှန်နေကြတာမဟုတ်ပါဘူးခုနလိုပြောတဲ့အကြောင်းအရင်းဖြစ်တဲ့စစ်အာဏာရှင်စနစ်ဆိုးကိုကျွန်တော်တို့အမြင့်ချိုးနိုင်မှုအတွက်တော်လှန်ရေးလုပ်နေကြတာဖြစ်တယ်ဖရားရဲ့တရားဓမ္မနဲ့ဆိုလို့ရှိရင်အကြောင်းကိုရှာပြီးတော့ကျွန်တော်တို့တတ်ဖို့အကြောင်းအရင်းကိုရှာပြီးတော့အမြင့်နှုတ်နိုင်ဖို့ကြိုးစားနေကြတာဖြစ်တယ်အဲ့တော့အကြောင်းရင်းကိုမရှာနိုင်တဲ့ွေကာလပတ်လုံးတော့ဒီလိုဖြစ်စဉ်တွေကတရက်မဟုတ်တရက်တရက်မဟုတ်တရက်ဒီချက်ဆိုးရတဲ့ဖြစ်စဉ်တွေက ထွက်ပေါ်နေဦးမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီဖြစ်စဉ်ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့တွေအကြောင်းရင်းကိုမြန်မြန်ရှာတတ်နိုင်မှစစ်အာဏာရှင်စနစ်ဆိုးကိုအမြင့်ဖြုတ်နိုင်မှအဆင်ပြေမှာပါမဟုတ်ရင်တော့ကတင်ရှင်တွေရဲ့ဒီလိုဖြစ်လာတဲ့ဖြစ်ရက်တွေရဲ့ကတင်ရှင်တွေရဲ့ဒီလိုဖြစ်လာတဲ့ဖြစ်ရက်တွေရဲ့လုံးချာပတ်ချာလေရင်နဲ့ကျွန်တော်တို့နိုင်ငံမှာဒီလိုမျိုးမိသားစုဘဝဘဝဘဝတွေက ဒီထက်မကပို့ပြီးတော့ပျက်စီးနေရမယ်ဒီထက်မကပို့ပြီးတော့စုပ်ယုပ်နေရအောင်မယ်ဆိုတာကိုကျွန်တော်တို့မျက်ဝါထင်ထင်ဒီဖြစ်စဉ်ကတက်တင်ပြနေပါတယ်အကြီးမားဆုံးကတော့အာနာသိမ့်ပြီးနောက်ပိုင်းမှာမဟာလာတို့အုပ်စုပြီးတဲ့နောက်ပိုင်းမှာအားကြီးမားတဲ့သူတွေကကိုယ်တိုင်တရားစီရင်နေကြပြီအဲ့တော့လူမြင်ကွင်းမှာတကယ်ဆိုရင်ဥပဒေကြောင့်အရာရဲလက်ကိုအပ်မှလာအဲ့လိုရတယ်တရားဥပဒေအရခိုးတယ်ခိုးမှုအတွက်ရင်ဆိုင်ရမယ်ဥပဒေဆိုတာတသက်ရှိပြီးသားဘာကြောင့်လဲအဲခိုးတယ်ဆိုတာလဲ ဟိုအဆင်မပြေမှုတွေနောက်ခံအကြောင်းတရားတွေခုနပြောတဲ့ဟိုဒီဒီလိုမျိုးစနစ်ကြောင့်ဖြစ်ရတဲ့အကြောင်းတရားတွေအများကြီးရှိပြီးသားဖြစ်တဲ့အတွက်ဒီခိုးမှုကိုအပြစ်ပေးမယ်ဆိုရင်သူတရားဥပဒေအတိုင်းအပြစ်ပေးအရေးယူရမယ့်ကိစ္စတွေရှိပြီးသားဒါပေမဲ့ဆန်ရှင်ကိုယ်တိုင်ကဒေါသတကြီးနဲ့သပင်မွေးကိုစွဲလူမမယ်ကလေးငယ်လေးရှေ့မှာလူမမယ်ကလေးငယ်လေးကိုပါဓာတ်တိုင်နဲ့ရောပြီးတော့ကျို့တုတ်မိခင်ဖြစ်သူကိုလည်းကန်ကြောက်ရိုက်နှက်ပြီးတော့အားကြီးမားတဲ့သူတွေကတရားစီရင်နေကြပါပြီအဲ့တော့ ဒီစနစ်စိုးကြီးကိုအကြောင်းရင်းကြီးကိုကျွန်တော်တို့အ мян ဆုံးရှာဖွေပြီးတော့တက်ကြပါအ мян ဆုံးဒေါ်လာရေးဘတ်တော်သားတွေနဲ့ပူးပေါင်းကြပါအကြောင်းကိုရှာတက်ပြီးမှစနစ်တစ်ခုကိုကျွန်တော်တို့ပြန်တည်ဆောက်မှဒီလိုမျိုးဖြစ်စဉ်တွေထပ်ပြီးတော့မပေါ်ပေါက်နိုင်မှာဖြစ်ပါတယ်အဲ့တော့လူဆွမ်းကောင်းနေကက်တင်ရှင်ကြီးတွေကတော့အလုံးအင်းနဲ့အပြေးအလွှားအဲ့ဒီမှာရောက်လာကြပါတော့မယ်ခုနခုနပဲကျွန်တော် Facebook ခဏ တုံးကြည့်လိုက်တော့လှိုင်းသားရကိုကြီးဆိုတာကျွန်တော် follow လေးလုပ်မထားဘူးဘာလို့ပြက်နှံ့မြန်လဲဆိုလို့ရှင်သူရုပ်တံပိုင်းနဲ့အောက်မှာအကွက်လေးထဲမှာမိသားစုဒီဒီတားမိလေးနှစ်ယောက်အရိုက်ခံနေရတဲ့ပုံနဲ့သူကကျွန်တော်ရှာနေပါတယ်ကျွန်တော်ကဲတင်ပါတော့မယ်ဆိုတော့စူပါမန်အထာတွေလုတ်ကုန်ညပါပြီအဲ့တော့ဒီပြစ်စင်မှာကျွန်တော်တို့ဘာတွေသင်ခန်းစာယူမလဲဘလို့အကြောင်းအရာတွေကိုကျွန်တော်တို့စားတဲ့တပူပို့ပြီးတော့တိုင်းပြည်အတွက်လုတ်ကြမလဲဆိုတာကိုဒီနေရာမှာကျွန်တော်ဝေယံကနေပြီးတော့ကျွန်တော်ရဲ့တူတဲ့အမြင်ကို ဆွေးနွေးသုံးသပ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုအားလုံးသိကြပြီးဖြစ်တဲ့ပြည်သူ လူထုကလည်းဒါနဲ့ပတ်သက်ပြီးတော့မျှဝေပေးပါထင်မြင်ယူဆချက်တွေမှန်ပေးပါရေးသားပေးပါဆွေးနွေးပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ thank you ချောင်းပဲလဲချောင်းချောင်းချောင်းဒီလူသားတို့လိုချနေကြပြီဖိနေမှုတွေရဲ့ဆုံးပန်းလားအိုးအိုးဆိုးသူလင်းတွေကြုံတော့နေဟိုပဲလဲချောင်းပဲလဲချောင်းပဲလဲချောင်းချောင်းချောင်းလူတို့သူတွေဆုံးအုတ်ချုပ်တစ်စနစ်တွေကြဆုံးဖို့အချိန်ရောက်ရှိခဲ့ပြီ Just send it to another 的唱，奔了唱，奔了唱，唱唱，就你那的，就也去那的，就是团队压一捆走的，把的基业，心口难的哈，我奔了唱，奔了唱，奔了唱，唱唱，你去吃耶，给我来这杯，就说难把下你。 chong then the chong then the chong 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 Badi ji ye xin kong dan de ha o ben le chong ben le chong ben le chong 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 lu ji ji ye pie wa de dai de do do nan ma ya le me xin tan ji ye pie wa de dai de do do nan ma ya le me ို့ချစ်ချင်ရဲ့ခုရီတော့အတိတ်ပဲတို့တော်နဲ့မရနိုင်နဲ့ဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်း